မင်္ဂလာပါရှင်မေလာလေးရဲ့တင်းကွေနေရွှေရံကွေတိမဖွဲရတဲ့တင်းကဘာကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစားတင်ဆက်မယ့်တင်းကတော့စင်ကာပူနဲ့အော်စတြေးလျရွှေကောက်ပွဲများစတင်တဲ့တင်းဖြစ်ပါတယ်။ နိုင်ငံကိုကာလကြာရှည်အုပ်ချုပ်နေတဲ့အာနာယာ People's Action Party PAP အနိုင်ရရန်တေချာတလို့ရှိနေပြီးကမ္ဘာလုံးဆိုင်ရာကုန်သရေးစစ်ပွဲကြောင့်စီးပွားရေးမတည်ငြိမ်မှုကိုရင်ဆိုင်ရမှာဖြစ်သောဝန်ကြီးချုပ်တေအတွက်လူလူထောက်ခံမှုကိုစံသက်သော စင်ကာပူရွေးကောက်ပွဲကိုစနေနေ့မှစတင်ခြင်းမှကြောင့်တတိယမြောက်ကဖော်ပြပါရယ် စင်ကာပူရဲ့1965လွတ်လပ်ရေးမတိုင်ခင်ကတည်းကနိုင်ငံကိုအုပ်ချုပ်လာသောလူကြိုက်များ PAP ပါတီအတွက်ရေကွက်ပွဲဟာစံတမှုတစ်ခုဖြစ်တယ်လို့ဆိုပါတယ်။ အလာတူအော်စတြေးလျအထွေထွေရေကောက်ပွဲကိုစနေနေ့တွင် စတင်လိုက်ပြီးဖြစ်ကြောင်းသိရပါတယ်။တနင်္ဂနွေလုံးအတိုင်းအတာဖြင့်နှစ်နာရီကြာအချိန်စုံသုံးခုခွဲပြီးမဲပေးခြင်းကိုအော်စတြေးလျအရှေ့ပိုင်းတွင်နနက်၈နာရီမှည၆နာရီအထိဆက်လက်ကျင်းပသွားမှာဖြစ်ကြောင်းအော်စတြေးလျအနောက်ပိုင်းကန်ယူတန်းတွင်မဲယုံများဖွင့်ပြီးနောက်နှစ်နာရီအကြာတွင်ပိတ်မှာဖြစ်ကြောင်းသိရပါတယ်။ မဲပေခွင်ရှိသူဩစတြေးလျနိုင်ငံသား၁၈တမတတန်အနက်၁၈တမ၆တန်ဟာကျူတင်မဲပေးထားခဲ့ပြီးဖြစ်ကောဧပြီလ၂၀ရက်က စတင်ခဲ့သောကျူတင်မဲနှင့်စတိုင်မဲများကိုစနေနေ့တွင်မှရည်တွယ်မှဖြစ်ကြောင်းလည်းသိရပါရဲ့ရှင်။ ဆလတ်တင်ဆက်မဲ့တဲ့ငါတော့မေလ9ရက်နေ့ရုရှားနိုင်ငံထဲမှာဖြစ်ပျက်မဲ့အရာမှန်သမျှကိုတာဝန်မရှိဘူးလို့ဆလန်စကီကပြောကြားတဲ့သတင်းဖြစ်ပါတယ်။ရုရှားနိုင်ငံမော်စကိုမြို့တော်မှာကျင်းပမဲ့မေလ9ရက်နေ့ချီတပ်ပွဲမှာတစုံတရာဖြစ်လာခရင်ယူကရိန်းအနေနဲ့တာဝန်ယူမှာမဟုတ်ဘူးလို့သမရဆလန်စကီကပြောဆိုကြောင်းမေလ3ရက်ယူကရိန်းသတင်းတွေကဖော်ပြထားပါတယ်။မော်စကိုချီတပ်ပွဲကိုတရောက်ဖို့ယူကရိန်းအနေနဲ့ဘသူကမှတိုက်တွန်းအကြံပေးထားတာမရှိသလိုတရောက်မဲ့နိုင်ငံတကာခေါင်းဆောင်တွေရဲ့လုံခြုံရေးနဲ့ပတ်သက်လို့ရုရှားမှာ တာဝန်ရှိပြီးယူကရိန်းမှာတာဝန်မရှိဘူးလို့ဇလန်စကီကဆိုပါတယ်။ယူကရိန်းကိုအပြေပုံချဖို့အတွက်ရုရှားကိုရိုင်းကတစုံတရာရန်စားတဲ့အပြုအမူတွေလှုပ်လာနိုင်တယ်လို့အဆိုပါလို့ရတဲ့အတွက်လည်းယူကရိန်းမှာတာဝန်မရှိဘူးလို့ဇလန်စကီကပြောတယ်လို့ဆိုပါတယ်။ ်မေလ9ရက်ခြိတပွဲအတွက်3ရက်ကြာအပြေခတ်ရဲဆဲဖို့ရုရှား၏အဆိုပြချက်ကိုယူကရိန်းကလက်မခံသလိုရက်ပေါင်း30ချင်းချမ်းမရှိအပြေရဲဆဲရေးကိုပဲယူကရိန်းကတောက်ဆိုထားတယ်လို့စလန်စီကပြောဆိုထားကြောင်းယူကရိန်းသတင်းတွေကဖော်ပြထားပါတယ်ရှင်နောက်ထပ်တင်ဆက်မယ့်သတင်းကတော့ American သမ္မတ Rusbel ကိုရိုင်းကဆိုဗီယက်တပ်နေတော်ကိုချစ်ကျူးခုံပြုခဲ့ရတယ်လို့ရုရှားကပြောကြားတဲ့သတင်းဖြစ်ပါတယ် နာဇီဂျာမနီတွေကိုအနိုင်ယူခဲ့တဲ့ဒုတိယကမ္ဘာစစ်မှာတက်နီဒိုရီရဲ့စွမ်းဆောင်ရည်တွေအပေါ်အဲ့ဒီအချိန်ကအမေရိကန်သမ္မတဖရန်ကလင်ရစ်စပက်စ်ကိုရိုင်ကချီကျူးဂုဏ်ပြုခဲ့ရတယ်လို့ရုရှားနိုင်ငံဂျာယဝင်ကြီးဌာနပြောခွင့်ရအမျိုးသမီးမာရီယာဇာခါရိုဗာကသူ့လူမှုကွန်ရက်မှာရေးသားထားကြောင်းသိရပါတယ်။စစ်ပွဲကာလကအမေရိကန်သမ္မတနဲ့အမေရိကန်စစ်သေးနာပတိချုပ်တာဝန်ယူခဲ့တဲ့ရစ်စပက်ကိုရိုင်ကဆိုဗီယက်ခေါင်းဆောင်စတာလင်စီကိုပေးပို့တဲ့ဂုဏ်ပြုလောက်ကိုပါဇာခါရိုဗာကဖော်ပြ က်ထားပါရယ်စတာလင်စီကိုပေးပို့ခဲ့တဲ့သမရရူဆက်ဘဲရဲ့ခွန်ပြူလာမှာစတာလင်ဂရက်တိုက်ပွဲကိုအောင်နိုင်ခဲ့တဲ့ဆိုဗီယက်တပ်နေတော်နဲ့ဆိုဗီယက်ပြည်သူတွေရဲ့စီလုံးညှိနှိုင်းမှုနဲ့စွန့်ရည်ဟာကမ္ဘာကြီးအတွက်စံနမူနာယူဆရာတစ်ခုဖြစ်တယ်လို့ဖော်ပြထားကြောင်းလဲဇခါရူဘာကဆိုကြောင်းသိရပါရယ်ရှင် နောက်ဆုံးနေ့စမဲသတင်းကတော့ဒေါ်နယ်ထရန့်ရဲ့ပြောစကားတွေဟာအင်မတန်အထိပ်ပဲကင်းမဲ့တယ်လို့ဒီမီထရီမဒီဗက်ကပြောကြားတဲ့သတင်းဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်အောင်ပွဲအတွက်အမေရိကန်ကအထက်ပံ့ပိုးကူညီခဲ့တယ်ဆိုတဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ပြောစကားဟာအထိပ်ပဲအကင်းမဲ့ဆိုပြောစကားဖြစ်တယ်လို့ရုရှားလွန်ဆိုရင်ကောင်စီဒုတိယအစီရဲ့ကဒီမီထရီမဖီဒက်ကမေလာ3ရက်သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားပါတယ်။မေလာ10ရက်ကိုအမေရိကန်ရဲ့အားလဲရဲ့အဖြစ်သမ္မတဟာအမေရိကန်ပြည်သူတွေအတွက်မဆိုးလာပေမဲ့ဒုတိယကမ္ဘာစစ်အောင်ပွဲနေ့ ဖြစ်သတ်မှတ်ကြတွေကတော့အထိပယ်ကိမဲလွန်တယ်လို့မက်ဗီဒက်ဖ်ကဆိုပါတယ်ဒုတိယကမ္ဘာစစ်မှာဘာလင်ကိုသိမ်းပိုက်ခဲ့ပြီးကျေစုကန့်နေတဲ့ဥရောပကိုနာစီလကလွတ်မြောက်အောင်ကူညီပေးခဲ့တဲ့ဆိုဗီယက်ရုရှားတွေကိုထရန့်အနေနဲ့အရင်မင်းမြတ်စုံစမ်းဖို့လိုရဲလို့မက်ဗီဒက်ဖ်ကပြောကြောင်းသတင်းများကဖော်ပြထားပါတယ်ရှင်။